အခုလကုန်ပိုင်းမှာအမေရိကန်သံတမန်တော်နယ်ထရန့်နဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တို့ကြားစတုဒ္ဒမြောက်အစည်းအဝေးဖြစ်မြောက်လာွယ်ရှိကြောင်းကောလာဟာလာတွေထပ်ပေါ်နေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဒီအစည်းအဝေးဖြစ်မြောက်လာပါကမြောက်ကိုရီးယားခေါင်းဆောင်ဘက်ကစီကန်းတွေတတ်မှတ်ွယ်ရှိနေကြောင်းလေးလာသူတွေကပြောကြားခဲ့ပါတယ်။ကင်မဟာရုရှားတရုတ်တို့နဲ့မဟာမိတ်ဆက်ဆံမှုတွေမြင့်တင်နေပြီးနျူကလ িয়ার လက်နက်အင်အားကိုချဲ့ထွင်နေတာကြောင့်အမေရိကန်နဲ့တန်တမန်ကြီးကဆက်ဆံရမှာအရင်နဲ့မတူပဲအင်အားပြတဲ့အနေအထားနဲ့ ချင်းကပ်ဝယ်ရှိနေတယ်လို့လေးလာသူတွေက ပြောကြခဲ့ပါတယ်။တောင်ကိုရီးယားမှာအော်တိုဘာ30ရက်မှာပြုလုပ်မှာဖြစ်တဲ့အာရှပစိဘိတ်စီးပွားရေးပူပေါင်းဆောင်ရွက်ရေးအဖွဲ့အေပက်ညီလာခံကိုတက်ရောက်မဲ့ထရန့်ဟာကင်နဲ့ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးကိုပြန်လည်အသက်သွင်းဖို့ကြိုးပမ်းနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။အဲဒီလိုအစည်းအဝေးမျိုးဖြစ်မြောက်လာပါကရောက်ကိုရီးယားဘက်မှာအရင်ကထက်တောင်းဆိုမှုတွေပုံပုံများပြားလာပဲရှိတယ်လို့လည်းလေးလာသူတွေကပြောကြခဲ့ပါတယ်။တောင်ကိုရီးယားရဲ့ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဟာဆင်းမဲ့ဆုံးအတွင်းရှိ မြောက်ကိုရွာနဲ့ဆုံးနှင်းမှုတွေပြုလုပ်လေရှိတယ်။ပန်မွန်ချွန်ကျေးရွာကိုအရက်သားတွေဝင်ရောက်ခွင့်ဆိုင်းငံပြီးနောက်ပိုင်းထရန့်ကင်အစည်းအဝေးနဲ့ပတ်သက်ပြီးထင်ကျေးပေးမှုတွေမြင့်တက်ခဲ့ပါတယ်။ထရန့်ကင်တို့ဟာ2019ခုနှစ်ကပန်မွန်ချွန်ကျေးရွာမှာတွေ့ဆုံခဲ့ပူပါတယ်။တောင်ကိုရွာဘက်ချမ်းကြီးပန်မွန်ချွန်ကျေးရွာကို စီမံအုပ်ချုပ်နေတဲ့ကုလသမဂ္ဂစီမံကိုယ်ကရေးဌာနကတော့ပန်မွန်ချွန်ကျေးရွာကိုအရက်သားတွေဝင်ခွင့်ဆိုင်းငံမှုနဲ့ထရန့်ကင်အစည်းအဝေးကြားဆက်ဆံမှုရှိမရှိကိုမှတ်ချက်ပေးဖို့ညှင်းဆဲခဲ့ပါတယ်။ အမေရိကန်နဲ့မြောက်ကိုရီးယားအစိုးရကြားတရားဝင်ဆက်ဆံရေးမရှိပေမဲ့ထရန့်အစိုးရရဲ့အရာရှိတွေကတော့ကင်နဲ့အစည်းအဝေးဖြစ်မြောက်ရေးအတွက်တည်သက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။